walls are silent, the towers have gone. The streets are shadows where we once walked on. Homes turn to rubble, dreams lost in the night. Yet here we gather holding the light. Oh Myanmar, hold on tight. Through the darkest storm, we'll find the light. Hello. မန်လင်းကလေးပေးကြောင်ပေါ့လေအေဗီလာ22ရက်နေ့အတိအပြစ်ခတ်ရဆေးထားတာကိုဒါအခွင့်အောင်းယူပြီးတော့ဒီစီအမျက်ထုတ်တိုက်ခိုက်နေကြတယ်ဒါ energy နဲ့ဒါ pdf အဖွဲ့ရဲ့လောရက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုကြောက်ရွံ့မှာဖြစ်ပါတယ်တော့ဒီအလုံးနဲ့ဒီဖြစ်တယ်ပေါ့လေဒါဒီမန်လင်းကလေးကမက်တာလေ28နေမှာပေါ့လေဒါဒီသခိုင်းညွန့်နေရေခိုင်းကြီးဝါမျိုးကိုဟုတ်ပြုတ်ပြီးတော့အော်ဒီ air pressure the speed အဲဆောင်းမိုက်7နဲ့အဲဒီမြင့်ထနေကောလာတုတ်ခတ်တာဖြစ်ပါတယ်ဆိုတော့အဲ့နောက်မှာဒီငလင်းအသေးတွေကလည်းဒီနေ့ဒီချိန်ဒီပုံတုတ်ခတ်နေတာဖြစ်ပါတယ် ော်ဒီအဲ့ဒီအင်အားပြင်းနေကလေးရင်ကြောင့်မလို့ဒါတနေ့သားကြည့်နေ6ခုမှာဒါဒီအိတ်ကိတ်တစိဆုံးရှုံးမှုတွေအများကြီးဒါရှိခဲ့ကြတာဖြစ်သလိုဒါ every လာကိုယန်တီဆိုလို့ရှိရင်ဒါတည်ဆုံးသူ3649ဒါတိကိတ်တန်ရရှိသူ8018ဦးနဲ့ဒါပျောက်ဆုံးသူ145ဦးရှိလာခဲ့တာဖြစ်ပြီးတော့ဒါအဆောက်အဦတော်တော်များတဲ့ဒါတစိဆုံးရှုံးမှုတွေဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုဒါမလေးဒီဒါကျွေးနေရတဲ့အချိန်တွေမှာနိုင်ငံရေးစမောချာရီကောင်စီဥက္ကဋ္ဌအနေနဲ့ဒီနိုင်ငံကအဖွဲ့အစည်းတွေစီကိုလည်းဒါကူညီကယ်ဆယ်ပေးဖို့ပေါ့လေမြစ်တရခံခဲ့တာဖြစ်ပါတယ် ဟိုဒါကြောင့်မို့လို့ဒါနိုင်ငံတကာအဖွဲ့အစည်းတွေနေနေရတယ်အခုကြီးကိစေပေးဖို့အတွက်ပေါ့လေဒါနိုင်ငံပေါင်း22နိုင်ငံကလင်းအဲ့ဆိုလို့ရှိရအခောက်ရတာ106ခောက်ရောက်ရှိခဲ့တာဖြစ်ပြီးတော့ဒီကိစေဝန်ထမ်း1938ဦးထောက်မဲ့ပစ္စည်း1450တန်းကျော်နဲ့ကေစီပစ္စည်းပြိုင်ချိန်1100ကျော် ရောက်ရှိအကူအညီကေစီပေးခဲ့တာဖြစ်ပါတယ်။ဒါထပြင်ဒီနောက်ဆက်ကဒီအနေနဲ့ပေါ့လေဒါငလျင်ဘေးတင်ပြည်သူတွေကိုဒါမြင်းငလျင်အလွန်တဘောဘေးအနေကေစီရေးအတွက်ကြိုကြပစ္စည်းသွားတဲ့အဆောက်အဦတွေနဲ့အပျက်စီးတွေကိုရှင်းလင်းဖိထုတ်ခြင်း အတူတူပစ္စည်းနေတဲ့အဆောက်အဦတွေကိုဒါဘေးကနေပစ္စည်းတွေအတွက်စနစ်တကျရှင်းလင်းဖိချားခြင်းနဲ့ community ဆောက်ခြင်းအပိုင်းဆိုပြီးတော့အပိုင်းသုံးပိုင်းဖွဲ့ပြီးတော့ပေါ့လေဒါ message ဆန်ကိုဒါဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ပို့ပြီးတော့ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပေါ့လေဒါ message ဆန်ဖို့အတွက်ဆိုပြီးတော့ဒီအတိတ်ခရရဆေးကိုလည်းဒါ every 20မိနစ်နေ့အထိဒါထုတ်ပြန်ခြင်းဆက်ဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လို့လေဒီအတိတ်ခရရဆေးထုတ်ပြန်ထားတော့ပါအခွင့်ကောင်းယူပြီးတော့ပေါ့လေဆေးအနက်ထုတ်ဒါတက်ခက်လို့ရဒါလက်နက်ကန်အဖွဲ့စည်းတွေလည်းရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီအဖွဲ့စည်းတွေနဲ့ဒါနိုင်ငံရေးအမြတ်ထုတ်လို့ ဲ့အတွက်ကြောင့်မို့လို့ဒီစကိုင်းနဲ့ချင်ပင်နဲ့အဆက်မရှိရဲဒါအင်းလို့ဒါတိုက်ခိုက်တယ်ပြီးတော့ဒီချင်းပင်နယ်ထဲမှာရှိတာဖလန်းမျိုးကိုလည်းဒါနိုင်ငံရေးအမျက်ထုတ်စီးရေးအမျက်ထုတ်ပြီးတော့ဒါတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဆိုဘလောက်လောက်ထပ်ပြီးဆိုးလဲဆိုလို့ရှိရင်ဒါ energy နဲ့ပြည်ထဲအဖွဲ့နဲ့ဒါမြန်မာဘေးအတွင်းနေရတဲ့အခြေအနေမျိုးမှာဒီကက်ဆက်တာကိုဆက်ရုံတော့ဒါတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီငလေးဘေးတဲ့ဒါပြည်သူတွေကိုပေါ့လေဒါတော့ရောက်အခုကြီးကစေပြည်တဲ့ဒါကစေရဲ့ရင်နှံကိုလည်းမိုင်းခွဲတိုက်ခိုက်ဖြစ်စီခဲ့တာပဲဖြစ်ပါတယ် ဒါအခုလိုမျိုးဒါနိုင်ငံအခက်အခဲကျင်းနေတဲ့အချိန်ဒါပြည်သူလူထုတွေကအခက်အခဲနဲ့ဒါကျွန်တွင်းနေရတဲ့အချိန်တွေမှာလက်နက်ကင်အဖွဲ့စည်းတွေပါလေဒါဒီအပြစ်ခတ်ရဲဆဲပါတယ်ဆိုပြီးတော့ထုတ်ပြန်ချက်ဒါထုတ်ပြန်ထားတာရှိရယ်ဒါထုတ်ပြန်မယ်လို့ဒါသူတို့ရဲ့ဒါထုတ်ပြန်ချက်တွေကဒါစာရွက်ပုံမှန်ဖြစ်ပြီးတော့ဒါသူတို့ရဲ့လောက်ရက်တင်တဲ့ဒါထုတ်ပြန်ချက်တွေကအကန့်ကြီးမရှိဘူးဆိုတော့လေဒါမျိုးဝါထင်တယ်ဒါတွေ့ရမှာဖြစ်ပါတယ်ဆိုတော့တကယ်တော့ဒီအင်ဒိုကိုတက်ခိုက်တဲ့အထက်မှာဒါ KNY ကဒါမွေးထုတ်ပေးလိုက်တဲ့ PDF တွေပါနေတာဖြစ်တယ်လို့ဒါ KNY ရဲ့ဒါအဖွဲ့ဝင်လဲဒါပါနေတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီအခုလိုမျိုးဒါ ဒီနိုင်ငံခက်ခဲဖြစ်နေတဲ့ချိန်ပြည်သူတို့ဒါတိတိဖြစ်နေတဲ့ချိန်ပေါ့လေဒါဒီလိုမျိုးအခြေအနေမျိုးမှာဒီမိုကရေစီကိုဒါပုံပြတော်တာအယုံကြီးဒါမရှိသင့်ပါဘူးဆိုပြီးတော့ဒါတိုင်းသားလက်မှတ်ကိုင်းဒီခေါင်းဆောင်တယောက်ပါပေါ့လေဒါအတန်းထက်တာရှိရတယ်။အဲဒီနေရာမှာဒါပြောချင်တာကအာဒီဒီလက်မှတ်ကိုင်းဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတော့ပေါ့လေဒီသူတို့ရဲ့လုပ်ရတဲ့နဲ့ပတ်သက်ပြီးတော့ဒါပြောချင်တာပဲဖြစ်ပါတယ်။ဒါတို့နဲ့တကယ်သာရိုးသားမှုဒါရှိခဲ့မယ်ဆိုလို့ရှိရင်ဒါအခုလိုမျိုးကနိုင်ငံခက်ခဲတင်းတဲ့အချိန်ဒါပြည်သူလူတွေအခြေတည်းပြင်တဲ့အချိန်တွေမျိုးမှာဒါဘလို့တိုက်ပွဲမျိုးပေါ်မှာမပေါ်ဆောင်တင့်ဘူးလို့ဒါကျွန်တော်တွေနဲ့ဒါမြင်နေ ပြီးတော့ဘာလို့ဖြစ်ဖြစ်ဒါတိုက်မယ်ကွာဒါလုံးမယ်ကွာဆိုပြီးတော့ဒါထင်ရဆိုင်ဒါလုံးမယ်ဆိုလို့ရှိရင်ဒါဒီညကဒါတွေးနေတာတခုကအဲဒီနိုင်ငံတော်ကိုတိုက်ခိုက်တာ ਨੇ ဒါအစိုးရတရက်ကိုဒါတိုက်ခိုက်တာကွာချားတယ်ပေါ့လေမတူဘူးဆိုတာပေါ့အလနဲ့ကန်ဖွဲ့စည်းနေတဲ့ဒါသိတဲ့လေဒီထားဖို့လေဒါတိုးအပ်နေမယ်လို့ဒါကျွန်တော်လည်းနေတာတန်ပြလို့တယ်ဆိုတော့ဒီအခုပေါ်လေဒါငလည်းဒါဘေးအတွက်ဒါကက်ဆေးလုံးဟိုင်းနေတယ်ဒါတန်တုံးရေးလုံးဟန်းတွေကိုဒါလုံးဆောင်ဖို့တက်ပေါ်တယ်တရှိအဆက်ကအစိုးရအနေနဲ့တာဝန်ရှိတာဖြစ်တယ်လို့ဒါဒီနောက်ဖြစ်လာမယ့်ဒါအစိုးရအနေနဲ့လည်းတာဝန်ရှိနေမှာဖြစ်ပါတယ်ဆိုတော့ အရကားတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါဂျပန်လိုတော့ဖွံ့ဖြိုးပြီးနိုင်ငံမှာတော့ဒါတင်းတောင်ရေးဒါလုပ်ဖို့အတွက်ဒါသုံးနှစ်ကနေဒီမနှစ်အထိဒါကြာခဲ့တာဖြစ်တယ်လို့ဒါခေတ္တလိုနိုင်ငံမှာဆိုလို့ရှိရင်ဒါဒီငလင်းပြည်နယ်တောင်ရေးကနေပေါ်လေဒါခုချိန်ထိဒါမယုံထားနိုင်မလားဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်မြန်မာနိုင်ငံမှာရောဆိုရတာမျိုးမျိုးလေးရမှာပေါ့လေအဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါခုလိုမျိုးနိုင်ငံတကယ်ပြည်နယ်ချင်းဒါပြည်သူတို့ကအခြေတည်ပြည်တဲ့ဒါအချင်းတွေမျိုးမှာဒါလက်နက်ကင်အဖွဲ့တွေပေါ့လေဒါလက်နက်ကင်အဖွဲ့စည်းနေတဲ့ဒါနိုင်ငံရေးအမျက်ထုတ်ဒါစီးရေးအမျက်ထုတ်လို့တဲ့ ဒီပုံစံမျိုးနဲ့ဒါဒီတိုက်ပွဲတွေပို့ဆောင်ပြီးတော့လှုပ်ဆောင်နေဦးမယ်ဆိုလို့ရှိရင်ဒါဒီတနေထူထောင်ရေးတွေသာမကပဲနဲ့ဒါနိုင်ငံပုံစံရေးအတွက်ပါဒါနှောင့်နေဒါကြံ့ကြံ့နေဦးမယ်ဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့လည်းသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးရည်ရည်လုံနေစဉ်တွင်ရှောင်ရှားတင်သည့်အချက်များအစောင်းအုံတဲသို့ပြေးမဝင်ပါနှင့်တက်လီကားများအတုံးမပြူပါနှင့်အထက်မြင့်တိုင်းများမှခုန်ထွက်ခြင်းမပြူပါနှင့် တဘာဝပင်အန်ရဲ့ကြုံတွေ့လာပါကဖော်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများတို့ဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ရှင်။ရရင်လှုပ်ပြီးနောက်ပြုလုပ်ရင်အချက်များမိမိအီမိသားစုဝင်များကိုစစ်ဆေးပါ။မိသားစုဝင်များပျောက်ဆုံးသွားပါကတက်ဆိုင်ရာတို့အကြောင်းကြပါ။ထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ဆေးပြီးလိုအပ်တဲ့အကူအညီများပေးပါ။ သက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာတဲ့သတင်းများကိုစင်စက်မပြတ်နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာပါအခြားသူများကိုမျှဝေပါကောလဟာလာသတင်းများကိုမယုံပါနဲ့မိမိအိမ်နဲ့ပတ်ဝန်းကျင်ရှိလျှက်စစ်ပစ္စည်းများပျက်စီးမှုများအလုံးကိုပြန်လည်စစ်ဆေးပါအင်အားကြီးမားတဲ့ငရင်လှုပ်ပြီးတိုင်းနောက်ဆက်တွဲငရင်များလှုပ်တဲ့ကြောင်းသတိပြုပါ နောက်ဆက်တွဲပေးအန်ဒီအများကိုအထူးသတိပြုပါ တဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကပေါ်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများတို့ဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ရှင်။ငရင်လှုပ်ပြီးနောက်ရှောင်ရှားသင့်သည့်အချက်များအဆောင်းအုံဤခိုင်ခန့်မှုကိုစစ်ဆေးခြင်းမပြုဘဲမဝင်ရမြေကံပါတောင်ဆောင်များတို့မတော်ပါနဲ့မြေပြိုနိုင်ပါသည်။ဆဲရေလောင်ကံများအနည်းမှမနေပါနဲ့ဆဲချိုးပေါက်ပြီးရေကြီးနိုင်သည်။တောင်ဝါတိုင်းများမျောစင်းများ အထက်မြင့်အဆောင်အုံများပြိုကျနိုင်သဖြင့်အနည်းတို့မတော်ပါနှင့်တဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကဖော်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများတို့ဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ရှင်။